ဒီကနေ့မဟာသကြံအကြက်နေ့ဧပြီလ14ရက်ညနေပိုင်းရဲ့အဲသကြံပွဲတော်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့အဲမြို့ထဲကိုရောက်ရှိနေတဲ့ကျမတို့ရဲ့ DVB သတင်းတောက်မေသကြံကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်အဟုတ်ကဲ့မိတကြံရေအပြည်လန်းနဲ့အင်းရလန်းတွေမှာတော့တကြံမှာတော်တော်စီတယ်လို့ပြောပါတယ်အခုညီမလေးဖယောင်းနေရလဲညီမလေးရောက်နေတဲ့နေရာမှာရောဟိုစီကားမှုအခြေအနေဘယ်လိုရှိလဲ ဟုတ်ကဲ့မအခုမေချာရောက်နေတာကတော့ဒီလွတ်လပ်ရေးနေပေါ့နော်မဟာဗန္ဓုလပန်းချက်လွတ်လပ်ရေးကြောက်တိုင်ရှေ့ရောက်နေတယ်ရှေ့မှာကတော့ဒီမြို့တော်ခမ်းမမန်တပ်ပါရှင်ဒါကတော့မြို့ထဲမှာအစီဆုံးမန်တပ်လို့ပြောလို့ရတယ်ပေါ့နော်မြို့တော်ခမ်းမမန်တပ်ရှေ့ကိုရောက်နေရပါဒီနေ့ကတော့ဒီမနက်ခချိန်တွေကတော့၁၂နာရီလောက်မှာပေါ့နော်ဒီနေ့ကပူပြင်းတာဖြစ်တဲ့အတွက်ဒီစီကန်ချက်လဲထုတ်ထားတဲ့ခါကျတော့၁၂နာရီလောက်မှာရက်လိုက်ကြတယ်ရက်လိုက်ပြီးတော့၃နာရီလောက်ကလည်းစပြီးဖြောပြေးရေးတွေပြန်လုပ်တယ်ဒီရေကစားတာတွေပြန်လုပ်နေရပါ ီအချိန်မှာဆိုလူတွေက3နာရီလောက်ထဲကလာစောင့်နေကြတယ်။ဒီအချိန်ကဒီလမ်းမပေါ်မှာဘင်္ဂလားလမ်းမပေါ်မှာဆိုကွင်းလုံးပြည့်နေတဲ့အနေအထားတစ်ခုပေါ့နော်။ဒီအချိန်မှာဒီဖြောပြင်းနေတဲ့လူတွေဆိုလို့ရှိရင်ဒီဒီမှာမြို့ရခမမှာကြတော့ဖြောပြင်းတဲ့သူတွေကဒီရုပ်ရှင်သရုပ်ဆောင်တွေဖြောပြင်းတာများပါတယ်။ဒီကဖြောပြင်းမှန်တဲ့ရှိတဲ့အခါကျတော့ဒီမြို့ရခမအရှိမလေးလူတွေပြည့်နေတဲ့ဒီဘန်နူလာပန်းချန်ထဲမှာလည်းလူတွေပြည့်နေတဲ့အနေအထားတစ်ခုပါ။ဒါကတော့တော်တော်စီရလို့ပြောလို့ရပါရဲ့ရှင်။အဲဟုတ်ကဲ့ပါဒီကြံပွဲတော်ကျင်းပတဲ့နေရာတိုင်းလို့လို့မှာပေါ့လေ ဒီပြည်သူရဲတွေလုံခြုံရေးယူပေးတယ်ဆိုပြီးတော့ဒါငကိုကလေးရစီစဉ်မှုတွေကိုလည်းကြားရပါတယ်အခုအဲ့ဒီလူမှုကွန်ရက်တွေမှာဒီပြည်သူရဲတွေရဲ့ပြည်သူတွေပေါ်ကူညီမှုတွေကိုချီးကျူးပြောဆိုတာတွေများနေပါတော့เนาะဒါပြည်သူတွေအရန်ကူညီတယ်ပေါ့အဲ့တော့ဟိုအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟိုဗာဒီများထူးထူးခြားခြားတွေတွေ့ရတာသိရတာတွေရှိရပါလေနောက်အရင်တကြံပွဲနဲ့အခုတကြံပွဲနဲ့ပေါ့လေဗာဒီများထူးထူးခြားခြားတွေ့ရလဲပြောပြပြပါညီမလေးเนาะ ဟုတ်ပါတယ်မဒီ Facebook တွေမှာတော့ဒီရဲတွေကဒီကုညီမှုလောက်တဲ့အတွက်ဓာတ်ပုံတွေလည်းအများကြီးတက်နေရပါတော့ညီမတို့တွေ့ရတာလည်းရှိပါတယ်အရင်တော့ဆိုလို့ရှိရင်ရဲတွေစာတောက်စာလို့ရှိရင်ရဲတွေကဒီလိုမျိုးအင်အားသုံးပြီးဖမ်းတာတွေပါရှိတယ်ပေါ့နော်ဖမ်းတဲ့ခါကျတော့ဒီရေကစားတဲ့သူတွေနဲ့ရဲတွေနဲ့ပြန်ပြီးတော့ခိုက်ရန်ဖြစ်ပေါ်တာတွေလည်းရှိတယ်ဒီနေ့မှာတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ဒီရဲတွေကဒီပီယာပလေးကင်လာလို့ရှိလို့ရှိရင်သူက ဒီအိတ်ထဲကိုပြန်ပြီးတော့ပြောင်းထည့်ပေးတဲ့အနေထားပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဒီခက်ရဖြစ်ပွားမှုတွေလည်းနေသွားတယ်တစ်ဖက်နဲ့တစ်ဖက်လည်းအစီအစီအဆင်ပြေပြေဖြစ်သွားတဲ့အနေထားပါမနက်ကဆိုလည်းယင်နေရဲပေါ့နော်ယင်နေရဲကဒီစီကန်းဖြတ်ပြီးတော့မောင်းလာတဲ့ကားကိုသူကဖမ်းတာမျိုးမဟုတ်ဘဲနဲ့နောက်ဒါမျိုးမလုပ်ဖို့ဆိုတဲ့ပုံစံမျိုးကိုအသေးချာရှင်းပြပြီးတော့မှပြန်လွတ်လိုက်တဲ့အနေထားတခုလည်းတွေ့ရတယ်ပေါ့နော်ဒါကပြည်လမ်းမှာတွေ့ရတဲ့အနေထားပါဒီရဲတွေရဲ့ပြည်သူတွေပေါ်ကိုဆက်ဆံတဲ့ပုံစံကလည်းပြောင်းလာပြီလားဆိုတာတော့တစ်ချက်ပြန်လဲစောင့်ကြည့်ရမှာဖြစ်ပါတယ်မ아요 ဟုတ်ကဲ့ပါညီမလေးဒီတကြံပွဲမစတင်ကြတဲ့အာမန္တလေးမှာတော့ဒါအတူအပြက်တင်မဝစ်တင်ဘူးဆိုပြီးတော့ဒါလူမှုကွန်ရက်တည်းကနေပြောကြတာပေါ့နော်အခုဒီရန်ကုန်မှာရောဒီတကြံလာပြောကြတဲ့သူတွေကပြောကြရလားသူတို့ရဲ့တကြံလာပြောကြတဲ့ဝစ်စားစင်မှုတွေကရောတယုတ်ပြတ်တာတွေပါတွေတွေ့ရတာတွေပါတွေများရဲ့လားဘယ်လိုမျိုးတွေ့ရလဲညီမလေးအဲ့ဒါလေးပြောပြပေးပါနော် ဟုတ်ကဲ့မရေဒီမနစ်ကတကြံမှာတော့ဒီသရုပ်ပြတ်တဲ့အဝတ်စားတွေတော်တော်များများတွေ့ရတယ်ပေါ့နော်ဒီနှစ်မှာတော့ဒီအတုမဝတ်ဘူးတော့မဟုတ်ဘူးဝေးကြတယ်ဒါပေမဲ့အိန္ဒိယရတဲ့ဒီဝတ်စားစီရင်မှုတစ်ခုတော့ပြောလို့ရတယ်ပေါ့နော်ဒီအောက်ပိုင်းကိုအတုဝတ်ထားတဲ့အပေါ်ပိုင်းမှာတော့ဒီနေနေလောင်တာကာကွယ်ဖို့ပဲလက်ရှယ်တွေပါဝတ်ထားခါကြာနည်းနည်းအိန္ဒိယရတဲ့ ဝစားစင်မှုပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီအတုံမဝစ်တော့ဘူးဆိုတာကလည်းဒီမန္တလေးမှာကန့်တက်လိုက်တာတစ်ခုကြောင့်လည်းပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီခရမ်းလုံရောင်ကြီးကိုကာကွယ်ခြင်းတဲ့အခါကျတော့ဒီလုံလုံချုံချုံဝစ်စားနေရတဲ့အနေအထားလည်းရှိတယ်မနစ်ထက်ဆိုင်ရင်တော့ဒီနေ့ဝစ်စားစင်မှုအနေအထားကတော်တော်အင်တွေရတယ်လို့လည်းပြောလို့ရပါတယ်ဟုတ်ကဲ့အခုအမှဟိုတကြံလာပြီးတော့ဟိုပျော်ကြတဲ့သူတွေကရောဟိုလွတ်လွတ်လပ်လပ်ပျော်ရရလားဘယ်လိုမျိုးလဲညီမလေးဟုတ်ကဲ့မဒီ အနေထားနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမှာညီမဒီလူတွေကြားတဲ့ကိုသွားပြီးတော့မေးမြန်းကြည့်မှာဖြစ်ပါတယ်ဟုတ်ကဲ့အကောမင်္ဂလာပါနော်မင်္ဂလာပါဟုတ်ဒီနေ့တကြံမှာပျော်ကြတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမေးပြပါဟုတ်ကဲ့ပါမေးပါဟုတ်ဒီနေ့တကြံက3ရက်ဖြစ်သွားပြီပေါ့နော်3ရက်ဖြစ်သွားခါကျဒီ3ရက်လုံးမှာကောစိတ်ချလက်ချလုံးလုံးကျွတ်ကျွတ်နဲ့ပျော်ခဲ့ရရဲ့လားဟုတ်စိတ်ချလက်ချနဲ့ပျော်ခဲ့ရပါတယ်ဟုတ်ပါကြောင့်လဲကိုဘာကြောင့်လဲဆိုတော့အပြောင်းလဲတွေကြောင့်ပေါ့ အပြောင်းလဲတဲ့အကြောင်းအပြောင်းလဲချိန်တိုင်ပင်နဲ့တူပြောင်းလဲလာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရှင်တွေအကြောင်းကျွန်တော်တို့စိတ်ချလိုက်ကြပြောရပါတယ်။ဟုတ်ကဲ့ပါဒီရန်ကုန်တိုင်းဝန်ကြီးချုပ်ကဒီစီးပွားဖြစ်မန်ဒတ်တွေကိုမလုပ်ဘူးဆိုပြီးတော့သူကန့်တက်လိုက်တယ်ပေါ့နော်ကန့်တက်လိုက်တဲ့အချိန်မှာတော့ဒီကြံကတကယ်ရောစီခဲ့လားတကယ်ရောပျော်ခဲ့ရလားဟုတ်ကဲ့ပါရန်ကုန်တိုင်းဝန်ကြီးချုပ်ကန့်တက်လိုက်တဲ့အပေါ်မှာတော့နည်းနည်းတော့ဟောဘယ်လိုပြောမလဲလူတွေရဲ့စိတ်ထဲမှာတော့နည်းနည်းမပြောမပြောတော့ဘူးဆိုပြီးတော့မှတ်သွားတယ်ပေါ့ဒါပေမဲ့ ဟိုတကယ်တမ်းတွေ့ကြမယ်ဆိုလို့ရှိရင်တော့နိုင်ငံအနေနဲ့ကတော့နိုင်ငံရဲ့ဗန်ဒါတွေအလဟတ်တမဆုံးချုံဖို့အတွက်ဒါကန့်သတ်လိုက်တာပို့ပြီးတော့တန့်တော်တယ်လို့ကျွန်တော်တို့အဲ့လိုထင်ပါတယ်ပါဒီနေ့တကြံမှာအခုရခံစားချက်ကအခု၃ရက်ကုန်သွားပြီဆိုတော့ရှေ့နေ့မှာဘယ်လိုကဲဖို့စဉ်းစားထားလဲရှေ့ရက်တင်မှာအာရှေ့ရက်တင်မှာတော့ကျွန်တော်တို့အိမ်မှာပဲနေရမယ်လို့စဉ်းစားထားပါတယ်ကျေးဇူးများတင်ပါရနော်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်တရက်ကိုထပ်ပြီးတော့မြင်ပြချင်းပါဖြစ်ပါတယ် ဟုတ်ကဲ့ဥယျဒီပြပြရပါနော်နည်းနည်းလေးမေးချင်လို့ပါဟုတ်ကဲ့ဒီနေ့တကြံကအခု၃ရက်ဖြစ်သွားပြီပေါ့နော်၃ရက်ဖြစ်သွားပြီဆိုတော့ဥလိုလူကြီးတွေအနေနဲ့ကောဒီနေ့တကြံကိုမနစ်ကနဲ့ဒီနေ့နဲ့ကွာခြားချက်ပါတယ်မြင်ရတယ်ဟုတ်ပို့ပြီးကောင်းတာပေါ့ညီမရဲ့ဘာဖြစ်ဆိုတော့လူငယ်တွေလေးတက်တက်ကြွကြွရှိတယ်နောက်ပြီးရင်ဘလိုလဲဆိုတော့ဟိုနိုင်ကုနိုင်ကုနဲ့ဝါဇန်ဇန်မှာတက်တက်ကြွကြွရှိပြီလုံချွင်းတွေလေးကောင်းရပြိုးပွားပါပါနော်အကုန်လုံးလူငယ်တွေကဟိုပျိုးပွားပျိုးရှင်လို့ရတာပေါ့နော် နိုင်တဲ့တဲ့တို့ပို့ပြီးကောင်းတယ်လို့ထင်တာပေါ့နော်ဒီရန်ကုန်တိုင်းမကြီးချုပ်ကစီးပွားပြင်းမှန်တဲ့တေကိုမလုံတော့ဘူးဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာအကဲမိဘတယောက်အနေနဲ့ခံစားချက်ကဘလို့ရှိလဲอืมပို့ပြီးကောင်းတာပေါ့ညီမရယ်ဘာဖြစ်ဆိုတော့โอ้ยอยอกซิซิไซบี้เปลี่ยนบีไม่หนีတော့ဘူးပေါ့เนาะနောက်ပြီးကင်မရာတွေလေးနေရာတိုင်းမှာတန်းတော့တော့နိုင်တိုင်းမိုင်လည်းမစိုးတော့ဘူးပေါ့เนาะလူငယ်တွေမူလိုက်စိုးလိုက်တာတိုက်မတွေ့ဘူးပေါ့เนาะဦးရေရှင်မှာအေးစင်းနေအဲ့လိုမျိုးကိုရေလောင်းကြတာဆိုတော့ ကျွန်တော်တို့အနေနဲ့အရန်ဟိုဝမ်းတော့ကျင်းနူပါတယ်နော်ဟုတ်ကဲ့အခုဒီ3ရက်ပြီးသွားပြီဆိုတော့3ရက်တည်းမှာဒီလုံခြုံရေးအပိုင်းပေါ့နော်ပြည်သူရဲတွေရဲ့အကူအညီမှုအပိုင်းရင်းလဲရဲတွေရဲ့အပိုင်းဒီဥကြုံခဲ့ရတာဘာတွေမြင်ခဲ့ရလဲဩလုံခြုံရေးတော့အရန်ကောင်းပါတယ်နိုင်စင်တဲ့အရန်ကောင်းတယ်နေရာတိုင်းမလေးကင်မရာတွေတက်တဲ့တို့ကြောင့်လူခြုံရေးနေလဲအရန်ကောင်းပါတယ်လုံခြုံရေးတဲ့အရန်ကောင်းလို့လဲပြည်သူလူထုတွေကလေးလေးတွေပြိုပွားပွားနဲ့စိတ်စိတ်လူတိုက်ပေါ့နော်အော်စိတ်စိတ်လူတိုက်အဲ့လိုပဲ ပြူရှင်ပြီမြင်လို့ဥတို့အရန်ဝမ်းသာတယ်။အဲဝမ်းသာတယ်။ဟုတ်ကဲ့ပါကျေးဇူးများကြီးပါနော်။ဟုတ်ဟုတ်ဟုတ်ကဲ့အခုကတော့ဒီနေ့ဈေးရောင်းနေတယ်ပေါ့နော်ဈေးသက်တရားကိုဒါသွားပြီးအမေးကြည့်မှာဖြစ်ပါတယ်။ဟာ နေမနစ်ကနဲ့ဒီနေ့နဲ့ကွာခြားချက်လေးနည်းနည်းမေးချင်ပါတယ်ဒီနေ့ကပျော်ရွှင်မှုရှိပါတယ်ဒီနေ့ကဟိုအဖမ်းစီးအတားစီးပါ냐ဘာမှမရှိဘူးအကောလုံးလည်းလွတ်လပ်မှုရှိပါပါကျဲတဲ့သေးတဲ့လည်းမေးပါအခါတိုင်းနဲ့ဆိုင်တော့ဒီနေ့ကတော့ပို့ပြီးတော့လွတ်လပ်ွက်ရှိပါတယ်ဟုတ်ကဲ့ဟုတ်ဒီမိနစ်ကလည်းဒီနေ့နဲ့ဒီရောင်းရတဲ့ပုံစံကတော့ဝင်ငွေကဘယ်လိုအခြေအနေရှိလဲဟောအခါတိုင်းဝင်ငွေငါတော့တော့မြန်တော့ဒီနေ့တော့ရှစ်တော့တောင်းတော့မြန်တာပေါ့ဒီနေ့ကို အဲ့လိုတော့ကြံပါတယ်ဒီနှစ်ကပုံမြတ်တယ်လို့ပြောချင်တာလားဟုတ်ပါတရားတရားဟုတ်ကဲ့ပါကိုဒီနေ့ကြံကဒီမနစ်ကနဲ့ဒီနေ့အကိုတို့ဇေရောက်တဲ့အခါမှာကွာခြားချက်ကဘာတွေရှိသွားလဲဆိုတာလေးပြောပြပေးပါဘာလို့ကိုမဟိုလှလမှုရှိတယ်အဖမ်းကြီးအတားအဆီးမရှိဘူးအရင်နေ့ကဆိုရင်ကျောင်းဝင်ရောက်ရင် မောင်းတို့ခံရတယ်ပြီးတော့မှလက်လက်ချင်ကြမှာကျောင်းဝင်ရောက်ရတယ်အဲ့အရာလေးကိုကွာခြားတာပါ ဒီလိုမျိုးပုံစံကိုအမြဲတမ်းဖြစ်စေချင်တာဘယ်လိုဆန္ဒဖြစ်ရှင်ပါလဲဒီလိုပဲအမြဲတမ်းဖြစ်ချင်တော့ကုလုံးစေတဲ့တည်းကုလုံးစေချမ်းတာတာပေါ့โอเคဘယ်လိုပုံစံဖြစ်စေချင်လဲမသိဘူးအခုလိုပုံစံမျိုးဆိုရင်အကုန်လုံးကောင်းပါတယ်โอเคပါကျေးဇူးများကြီးတင်ပါတယ်နော်ကျေးဇူးပါပဲโอเคပါဒါကတော့ဒီနေ့တကြံမှာပြည်သူတွေရဲ့ပျော်ပါနေမှုအခြေအနေနဲ့ဒီဈေးရောက်နဲ့ပေါ့နော်ဒီပြန်ကျဈေးသက်တွေရဲ့ခန်းစားချက်တွေကိုမေးမြန်းခဲ့တာဖြစ်ပါတယ်ဒါကတော့မြို့တော်ခမ်းမရှိမှတွေ့ရတဲ့မြင်ကွင်းမှာရှင်အားလုံးကိုကျေးဇူးတင်ပါတယ်